ငလင်ပေတဲ့ပြည်သူတွေကိုကုညီလူတန်းဖို့အတွက်မိမိကိုယ်ကိုလေးလံတင်လိုက်တဲ့ကြောကြောပုံပရိသတ်များလုံးမမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space H ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြမရုပ်ရှင်လောကရဲ့နာမည်ကြီးတယောက်ဆောင်တဦးဖြစ်တဲ့ကြောကြောပုံကတော့ငလင်ပေမှာပါဝင်လူတန်းဖို့အတွက်အများနဲ့မတူတဲ့နီလန်းလေးတစ်ခုနဲ့အလုံငွေရှာဖွေနေခဲ့ရပါကိုကျင့်လိုချက်စနိုးခေါ်ကြတဲ့ကြောကြောပုံကဇာတ်သမင်လောကမျိုးရိုးဖြစ်ပြီးတော့နာမည်ကျော်ဇမင်းသားကြီးအလင်းကားကျော်စွာရွှေမန်းတင်မောင်ရဲ့အမေးဖြစ်ပါတယ်ရုပ်ရှင်မင်းသားကြီးညွန်ဝင်းရဲ့တူလည်းဖြစ်ပါတယ်အနုပညာလောကမှာထင်ရှား ားကျော်ကြတဲ့တရုတ်ဆောင်တအုပ်ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ရသူပါ ဘောလုံးကန်ရလာဝါသနာပါတယ်လို့ရုပ်ရှင်အစင်းယုံကဥဆောင်တဲ့ရန်ပုံငွေဘောလုံးပွဲတွေမှာလည်းအမြဲတမ်းလိုလိုပါဝင်ကစားလို့ရှိပါတယ်။ကိုကျန်းကတော့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးဖြစ်တဲ့လီဗာပူးအသင်းရဲ့အမာခံပရိသတ်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မန်ချက်စတာ၂၈နှစ်မှာဖြစ်ပွားခဲ့တဲ့ငလင်ကြီးကြောင့်ဒုက္ခရောက်နေရတဲ့ပြည်သူတွေကိုလည်းသူ့ပါဝင်ပြည်တွင်းပြည်ပအလူရှင်တွေရဲ့ငွေတွေနဲ့ကူညီလှူဒန်းခဲ့ပါတယ်။အခုချိန်မှာတော့တရုတ်ဆောင်ကြော်ကြော်ဘူကအင်းလီဒေတာကငလင်ဘေးတင်ပြည်သူတွေအတွက်အကူအညီပို့ဆောင်ရွက်လာခဲ့ရပါ အင်းလေးဒေတာကငလင်ကြောင်ပြိုပြက်သွားခဲ့တဲ့ပြည်သူတွေအတွက်နေအိမ်တွေပြန်လည်တည်ဆောက်လိုတန်းဖို့အလွန်ငွေရှာဖွေရေးအစီအစဉ်ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ကတော့လီဗာပူးဖန်ဖြစ်တဲ့သူကိုဘောလုံးချစ်မြတ်လို့သူတွေကလေးလံဆွဲဖို့ပဲဖြစ်ပါတယ်။တခြားကလပ်အသင်းတွေကိုအားပေးကြတဲ့ဖန်အသီးသီးကကြော့ကြော့ဖို့ကိုသူတို့အားပေးတဲ့အသင်းဖန်ဖြစ်ပြောင်းလဲအားပေးဖို့လေးလံဆွဲရမှာဖြစ်ပါတယ်။ လေလံပါဝင်ခြင်းတဲ့ဖန်တွေကကိုအားပေးရဲ့ကလပ်အသင်းတစ်ခုခုကိုကြော်ကြော်ပေါ်ကပြောင်းလဲအားပေးစီဖို့အတွက်ကြံခင်စီသတ်မှတ်ပြီးတော့လေလံဆွဲရမှာဖြစ်ပါတယ်။လေပေါင်ဖန်တွေကလည်းကြော်ကြော်ပေါ်တယောက်တခြားအသင်းဖန်ဖြစ်မသွားဖို့ကာကွယ်ရေးအနေနဲ့လေလံဝင်ဆွဲနိုင်တယ်လို့သိရပါတယ်။ လေးလံမှာအနံ့ရရှိခဲ့တဲ့အသင်းကိုကြွကြဖို့က2025-2026ဘောလုံးရသည်တစ်ခုလုံးအားပေးသွားမှာဖြစ်ပါတယ်။လေးလံအောင်တဲ့အသင်းရဲ့ဂျာစီမှာသူ့ရဲ့အမည်ကိုရိုက်နှိပ်ပြီးတော့အဲ့ဒီအသင်းရဲ့ပရိသတ်ဖြစ်ကြောင်းကြေညာပေးမယ်လို့ဆိုပါတယ်။ဒါအပြင်ကြွကြဖို့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာလည်းလေးလံအောင်တဲ့အသင်းနဲ့ပတ်သက်တာတွေကိုပဲတင်ပေးသွားမှာဖြစ်ပြီးအခြားအသင်းတွေအကြောင်းတင်ပေးမှာမဟုတ်ဘူးလို့သိရပါတယ်။ ပွဲကြိုအားပေးတာတွေပွဲပြီးအားပေးတာတွေပို့စ်တွေပုံမှန်တင်ပေးနေမှာဖြစ်ပြီးလေးလံအောင်တဲ့အသင်းဂျာစီဝင်ထားတဲ့သူ့ရဲ့ပုံကိုတလားတစ်ကြိမ်တင်ပေးမယ်လို့ဆိုပါတယ်။လေးလံအောင်တဲ့အသင်းကို2025နဲ့2026ဘောလုံးရာသီအတွင်းအပေါ်ယံမဟုတ်ပဲတကယ်ဖန်တယောက်လို့အားပေးမှာဖြစ်ကြောင်းဆိုခဲ့ပါတယ်။လေးလံအောင်တဲ့အသင်းရဲ့ပွဲကြီးပွဲကောင်းနှစ်ပွဲကိုလည်းပရိသတ်တွေနဲ့အတူပြင်ပနေရာတစ်ခုခုမှာ live ကြည့်ရှုအားပေးတော့မှာဖြစ်ကြောင်းဆိုထားပါတယ်။သူ့ကိုလေးလံဆွဲဖို့ကြံခင်စေတသိန်းချက်ဖြစ်ပြီးတစ်ကြိမ်လင်းတစ်တောင်းတူပြီးရေးပြိုင်ပေးနိုင် ောင်းနေလေလံပိတ်ချိန်အတွင်းသိန်း20အောက်သာရရှိပါကလေလံပွဲပြတ်ပေတယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။အခုလေလံပွဲမှာငလင်တန်သည့်အင်းလေးဒေသမှာအိမ်တလုံးစာပြန်ဆောက်ဖို့အတွက်ကုန်ကြစိတ်ဖြစ်တဲ့သိန်း90ရရှိအောင်မျှော်မှန်းထားတယ်လို့ဆိုပါတယ်။အဲ့ဒီလိုရရှိတဲ့ငွေအလုံးကိုအင်းလေးဒေသရဲ့ငလင်ပေးပြန်လဲတိဆောက်ရေးမှာအိမ်တလုံးပါဝင်လူထမ်းသွားမှာဖြစ်ပြီးလေလံအောင်အသိရပရိသတ်များနာမည်နဲ့ကပီးရေးထိုးမယ်လို့ဆိုထားတာဖြစ်ပါတယ်။ကျော်ကျော်ပွဲရဲ့ post လေးအောက်မှာတော့အသိအသီးတွေကပရိသတ်တွေကသူတို့လေလံဆွဲနေကြပြီဖြစ်ပါတယ်။ ထူးခြားတဲ့ idea လေးတစ်ခုနဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်အလူခံပေးနေတဲ့ကြောကြောပုဂ္ဂိုလ်ပရိသတ်တွေကအချီးကျူးနေကြပါတယ်ပရိသတ်ကြီးရောကြောကြောပုဂ္ဂိုလ်ဘယ်အတင်းကလီလန်အောင်သွားမယ်လို့ထင်ပါသလဲရှင် comment မှာရေးပေးခဲ့ပါအောင်ဟုတ်ကဲ့ပါရှင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်အားလုံးလည်းကြိုးစိုက်ကြပါရှင်မြန်မာပြည်သူအပေါင်းကက်ကြီး၃ပါးပြီးကနေအမြတ်ဆုံးကင်လဝေးကြစီပုံကျမတို့ page ကနေစွတောင်းပေးလိုက်ပါရှင်